င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်လရှုမြို့ကအကြံဖတ်စစ်ကောင်စီရဲ့ရမကတိုင်းစစ်ဌာနချုပ်ကနေဖန်စီရမိထားတဲ့ဒုဗိုလ်မှူးကြီးအောင်တီဟဆွေဒုဗိုလ်မှူးကြီးဝင်းမိုးနိုင်ဗိုလ်မှူးတပ်ပိုင်ကျော်ဦးအပါဝင်ဒုဗိုလ်မှူးကြီးနဲ့ဗိုလ်မှူးအရာရှိ53ဦးကို MNDAA ကကောင်းကောင်းမွန်မွန်ထိမ့်သိမ်းထားတဲ့စွပါတယ် ိုင်းနိုင်ငံကနေစစ်ကောင်စီလက်ထက်ပြန်ပို့ခံရတဲ့လူငယ်28ဦးကိုအကြပ်ဖက်စစ်ကောင်စီတပ်ကအတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့အချိန်လူငယ်တွေဟာအဆောင်စစ်သား2ဦးကိုလုံထွေတပ်ပုတ်ပြီးတာနဲ့တနတ်နှစ်လက်ပါတယ်လာပြီးထွက်ပြေးလွတ်မြောက်လာတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကအကြပ်ဖက်စစ်ကောင်စီရဲ့ရမခတိုင်းစစ်ဌာနချုပ်ကနေဖမ်းဆီးရမိထားတဲ့ဒူဘိုမူကြီးအောင်တီဟာဆွေး ဒူဘုံမှုကြီးဝင်းမိုးနိုင်ဘုံမှုတပ်ပိုင်းချုပ်ဦးအပါဝင်ဒူဘုံမှုကြီးနဲ့ဘုံမှုအရာရှိ53ဦးကို MNDAA ကကောင်းကောင်းမွန်မွန်ထိမ့်သိမ်းထားတယ်လို့ဗီဒီယိုနဲ့တကွထုတ်ပြန်ထားပါတယ်။လာရှိုမျိုးကရမခတိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေတက်ခိုက်သိမ်းပိုက်ခဲ့တဲ့အချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်ဘုံမှုကြီးအဆင့်ကနေအောက်ခြေအဆင့်ဆင့်အရာရှိအများပြားကိုစစ်တုံးမန်းတွေအဖြစ်မဟာမိတ်တပ်တွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ အဲ့ဒီလိုဖက်စီရမိထားတဲ့ရမခတိုင်းစစ်ဌာနချုပ်ကဒူဘိုမူကြီးအောင်တီဟဆွေဒူဘိုမူကြီးဝင်းမွန်နိုင်ဘိုမူတပ်ပိုင်းကျော်ဦးဘိုမူကျော်နိုင်ဘိုမူနိုင်လင်းအပါဝင်အရာရှိစုစုပေါင်း53ဦးကို MNDAA ကကောင်းကောင်းမွန်မွန်နေထိုင်စားသောက်ခွင့်ပေးထားရုံနဲ့မကဇေဝါကူတာမှုတွေအပြင်လက်ထိတ်ခတ်တာချုပ်နှောင်တာမြို့ကအစလုံးဝမလုပ်ဘဲသူတို့ရဲ့တကိုယ်ရေးတုံးလိုအပ်တဲ့ပစ္စည်းတွေပါမကြံ MNDAA တက်ကဖြည့်ဆည်းပေးထားပြီးကောင်းကောင်းမွန်မွန်ထိမ့်သိမ့်ပေးထားတယ်လို့ MNDA ဘက်ကနေဗီဒီယိုနဲ့တကွဖော်ပြထားပါတယ်။လက်ရှိမှာလည်းအဲ့ဒီလိုစစ်ကောင်စီဘက်ကအရာရှိတွေကိုအခြေအနေတစ်ခုကြောင့်ထိမ့်သိမ်းထားတာဖြစ်ပြီးများမကြာမီမှာတော့လိုချင်ဖြစ်ချင်တဲ့အရာတွေရရှိလာလိမ့်မှာဖြစ်တယ်လို့လည်း MNDA အရာရှိကဗီဒီယိုထဲမှာပြောဆိုထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ထိုင်းနိုင်ငံကနေစစ်ကောင်စီလက်ထက်ပြန်ပုတ်ခံရတဲ့လူငယ်28ဦးကိုအချက်ပတ်စစ်ကောင်စီတပ်ကအတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့အချိန်လူငယ်တွေဟာအဆောင်စစ်သား2ဦးကိုလုံထွေတပ်ပုတ်ပြီးတာနဲ့ တနက်နှစ်လက်ပါတဲလာပြီးတော့တွပြေးလွတ်မြောက်လာတယ်လို့ကရင်ဘာသာနဲ့ထုတ်ပြန်ထားတဲ့ကွယ်ကလူးကနေတတင်းဖော်ပြထားပါတယ်စတေမလာရှိအနေကပဲထိုင်းနိုင်ငံကနေမြန်မာဘက်ကိုပြန်ပို့ခံရတဲ့လူငယ်28ဦးကိုစစ်ကောင်စီတပ်ကချက်ချင်းပဲသူတို့ရဲ့တင်းသားကြီးတိုင်းပလောက်မျိုးအခြေဆိုင်အမှတ်7နဲ့တမ်းမြင့်လေ့ကျင့်ရေးကျောင်းတဲ့ကိုစစ်မှုထမ်းဖို့လှိန်နဲ့ခေါ်သွားတယ်ဆိုပါတယ်အဲ့ဒီချိန်လူငယ်တွေဟာလှိန်ပေါ်မှာပါလာတဲ့အဆောင်စစ်သား2ဦးကိုလုံထွေးတပ်ပုတ်ပြီးရေထဲကိုကန်ချပြီးတာ ਨੇ အဲ့ဒီစစ်သားနှစ်ဦးရဲ့တနက်နှစ်လက်ပါယူလာပြီးတော့ GNU တမဟာလေးအဖွဲ့တွေစီမှာခိုလုံခဲ့ကြတယ်လို့သိရပါတယ်လက်ရှိမှာတော့အချက်ဖက်စကောင်းစီဟာထိုင်းနိုင်ငံကနေပြန်ပို့ခံရတဲ့အမျိုးသားလူငယ်တွေကိုနေရက်ပေးမပြန်ပဲစစ်မှုထမ်းဖို့ဆိုပြီးသူတို့ရဲ့သဆိုင်ရာတရင်တွေတက်ကိုခေါ်သွားကြတာတွေတောက်လျှောက်လုပ်နေတယ်လို့သိရပါတယ်ခင်ဗျာအခုတခါမန္တလေးတိုင်းဘက်မှာတော့မြင်းကျဲမြို့နယ်မှာအချက်ဖက်စကောင်းစီတက်ကစစ်ကြောင်းထိုးလာတဲ့အချိန်ဒေါ်လာရေးပူပေါင်းတက်တွေကကြားဖြတ်တိုက်ခိုက်ရမှာ စေကောင်းစီတတတူးသေးသွားပြန်တဲ့အပြင်သူစီကတနက်တလက်ကိုပါတင်းစီရရှိခဲ့ပြီးစစ်ကြောင်းကတော့ပြန်ဆုတ်ပြေးသွားတယ်လို့မြင်းကျန်ဘလက်တိုက်ကတပ်ဖွဲ့ရဲ့ဘိုးမိုင်ခဲကရန်ကုန်ခေတ္တကိုပြောပါတယ်စနေမလာကိုရဲ့နေကပဲမြင်းကျန်မြို့နယ်ရဲ့မြောက်ဘက်ခြံကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်သားတွေကိုတော်လိုင်းမာမေပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာစစ်ကောင်းစီတပ်သားတအူးပွဲချင်းပြီးကိုသေသွားတယ်အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီး အဲ့ဒီတည်သွားတဲ့စစ်သားစီကနေတနက်တလက်ကိုပါတော်လိုင်းကြီးတက်တွေကတင်းစီရရှိခဲ့တယ်လို့စစ်ကောင်စီတက်စစ်ကြောင်းကတော့ပြန်ဆုတ်ပြေးသွားကြတယ်လို့မြင်းကြံ black tiger တက်ဖွဲ့ရဲ့ဘိုမိုက်ခဲကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့ရွှေဘိုမြို့နယ်မှာအကြံဖက်စစ်ကောင်စီတက်ကဂိတ်စခန်းချပြီးချိန်ချောင်းဝင်ညှစ်မှုတွေကြောင့်ပြည်သူတွေကရှေ့မှာစစ်တပ်ဂိတ်ရှိတယ်ဆိုတဲ့သတိပေးစိုက်ပုတ်တွေကိုစိုက်ထုတ်ပြီးအသိပေးနေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ် ်လက်ရှိမှာဆိုရင်လေရွှေဘိုးစိတ်ခွန်မူကန်မုံရွာလက်မဲ့မှာရှိတဲ့စိတ်ခွန်ကြေးရွာ gate scan မှာအချမ်းပတ်စကောင်းစီတက်ကအထိုင်ကျတက်ဆွဲထားပြီးလမ်းသွားလမ်းလာပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရန်ဓာတွေလုပ်နေတာဟာအခြေအနေတော်တော်ကိုစိုးလာနေတယ်ဆိုပါလေအဲ့ဒီအတွက်တချို့နေရာတွေမှာပြည်သူတွေကရှေ့မှာစစ်တပ် gate scan ရှိတယ်ဆိုတဲ့စိုင်းဘုတ်တွေကိုထောင်ပြီးပြည်သူအချင်းချင်းအသိပေးမှုတွေပြုလုပ်ပေးထားရတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါလေတပတ်ကရွှေဘိုးမြို့အဝင်းနဲ့မြို့ပေါ်ကာကြီးဝင်းထိပ် ်ကောလိတ်ဂွိစာတိုက်ဂွိညောင်မင်းသားလမ်းအမှတ်၁ကျောင်းနီးလမ်းလေးကပန်းချန်းစတဲ့စစ်တကိတ်ရှိတဲ့နေရာတိုင်းမှာလေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပြည်သူတွေကိုတားဆီးစစ်ဆေးပြီးနေမျိုးစုံငွေညစ်တောင်းရနာတွေလုပ်နေကြတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာအခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာဆန္ဒသိမ်းမှု၃နှစ်ကျော်ကာလအတွင်း နေအိမ်ပေါင်းတသိန်းကျော်ကိုအကြမ်းဖက်စစ်ကောင်စီတပ်နဲ့စစ်တပ်လောက်ခံအဖွဲ့တွေကမိရှုဖျက်ဆီးခဲ့ကြတယ်လို့ Data for Myanmar ကစက်တင်ဘာလ10ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်လိုက်ပါတယ်။လက်ရှိ2024ခုနှစ်ထဲမှာတင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမိရှုဖျက်ဆီးမှုကြောင့်ပြည်သူတွေရဲ့နေအိမ်ပေါင်း1000ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း Data for Myanmar ရဲ့စစ်တမ်းမှာဆိုထားပါတယ်။လက်ရှိစစ်အနာသိမ်းမှု3နှစ်ကျော်ကာလအတွင်းမှာအကြမ်းဖက်စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေကြားစစ်ရေးပြင်းထန်လာခဲ့ရာ လက်နက်ကိုင်မီခုခံတော်လှန်စစ်အားကောင်းတဲ့နေမြေတွေမှာဆိုရင်အကြံပစကောင်းစီတက်နဲ့စစ်တလောင်းခန့်အဖွဲ့တွေကဘာမှမဆိုင်တဲ့အယက်သားပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုပ်ဖြက်စီးဓာတွေဘုံကျဲတိုက်ခိုက်ဖြက်စီးဓာတွေလက်နက်ကြီးနဲ့ပစ်ခတ်ဖြက်စီးဓာတွေကိုတောက်လျှောက်လုပ်နေရမှာသုံးနှစ်ကျော်အတွင်းမှာနေအိမ်ပေါင်းတသိန်းကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်တယ်လို့လဲ Data for Myanmar ကထုတ်ပြန်ထားပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါလေကျွန်တော်နိုင်ငယ်ပါ